ားလုံးပဲမင်္ဂလာပါဒီနေ့တကယ်တင်မဲ့တင်ခဲ့တာကတော့အခန်း3လေးချင်ငယ်သုဒ္ဓမ30ကနံပါတ်1နဲ့3ဖြစ်ပါတယ်နံပါတ်1မှာဈေးကတော့ 5a to the power 5 minus 4a square to the power 4 minus 2a square plus နော် 32a minus 24ကိုတဲ့ a square minus 2a plus 3ပြင်စားပါတယ်နော်အဲ့ဒီမှာဒီလို 5a to the power 5မကြီးတို့အထက်ညွှန်ကြီးတဲ့ကောင်မှာ A9 တက်ရဲ A လေးတက်ရဲ့နော်ဒါနဲ့မှကြီးတို့ A3 တက်ကမရှိဘူးမရှိတဲ့အတွက် ဒါနဲ့မှာ A3 တက်ကိုစာထုတ်ပြရတယ်အဲ့မှာ A3 တက်ရရှိမှာ0လေးခံပြန်တော့0 A2 ဆိုပြီးတော့ကျိုးထည့်ပြရပါတယ်အဲ့ဒီမှာကျိုး A square နဲ့5 A to the power of နော်5နဲ့ကျိုးကဝင်တဲ့အခါမှာရှင်းမှာ A square ရရှိမှာ5ရှိရကျိုး5နဲ့မြောက်ပြရမယ်နောက်က internet နဲ့ A3 A5 တက်ဆိုရင် A3 တက်နဲ့မြောက်ပြရမယ်နော်ဒါဖြင့် 5A2 နဲ့ကျိုးမြောက်ပြရမှာပဲဒါဖြင့် 5A2 နဲ့ A square နဲ့မြောက်တဲ့အခါမှာ 5A2 တက်ပါဝါ5ရပြီးတော့ 9နဲ့2အင်းနဲ့5ရေချင်းနဲ့ညော့တဲ့အခါမှာ9နဲ့2က30အဲ့တစ်ထက်နဲ့အေးသုံးနဲ့ဆိုတော့ A ၄လက်ရပါတယ်။ဟုတ်ပြီနောက်ဆုံးမှာ +3 နဲ့5ရေချင်းနဲ့ညော့တဲ့အခါမှာ9သုံး2က15အေးသုံးတက်ကတော့သူက A သုံးတက်တစ်ခုပဲရှိရတယ်အေးသုံးတက်ကိုပြည့်ရေးပါမယ်။ပြီးကြရင်ကျတော့လက္ခဏာတွေပြောင်းပြရတယ်ပေါ့နော်။ပြောင်းပြတဲ့အခါမှာကျတော့ဘွားအပေါင်းနဲ့အောက်ကအနှုတ်နဲ့ကြာခြေလို့ရပါတယ်။နောက်က -4A 2 to the power 4နဲ့ plus 10 a to the power 4နှစ်ခုခြေတဲ့ခါမှာလက္ခဏာဘယ်လိုနှုတ်ပေးရတယ်30ရာနေတော့600ရာနေပေါ့နော်အပေါင်းကများတဲ့အပေါင်း6 a to the power 4ရပါတယ်အဲ့ကွာ plus 0 a to နဲ့ minus 50 a to နဲ့ကြတော့ minus 50 a to ပဲရပါတယ်။နောက်က minus 2 a2 ကိုကျတော့ဆွဲချရတယ်ပေါ့နော်အောက်ကို။အဲ့ဒါကြီးကျတော့ကနော် 6a to the power 4နဲ့ a2 နဲ့ကြတော့ကျတော့ a2 မှာ6မရှိတဲ့အတွက် စစ်နဲ့မြောက်ပေးရမယ်။ A နဲ့ထက်နဲ့ A လေးတဲ့ဆိုတော့ A နဲ့ထက်နဲ့ထက်မြောက်မှာနော်။ဒါဖြင့် CA square နဲ့ဂျီရောမြောက်ပေးရမှာပါ။အဲဒီ CA square နဲ့ A square နဲ့မြောက်တဲ့အခါမှာ C A2 ရဲ့ power 4ရပါတယ်။နောက်က C A square နဲ့ -2A နဲ့ကိုမြောက်တဲ့အခါမှာ6နဲ့4ရ7 A နဲ့ထက်နဲ့ A နဲ့ထက်ဆိုတော့ A3 ထက်ဖြစ်ပါတယ်။နောက်က C A square နဲ့ 3A နဲ့မြောက်တဲ့အခါမှာ6 3 28 A နဲ့ထက်ကတခုတည်းပါတယ်။အဲ့ဒီထက်ကိုလေးပါမယ်။ပြရင်ကျတော့အောက်ကလက္ခဏာတွေပြောင်းလို့နော်။လက္ခဏာတွေပြောင်းပြီးတဲ့အခါမှာ လမ်းစ A to the power 4နဲ့ minus A to the power 4ကခြေသွားမယ်။အဲ့ဒါ minus minus 15 a2 နဲ့ plus 12 a2 ကလက္ခဏာတို့ရောနှုတ်ပြရတယ်15ရဲ့စနစ်ကိုတော့3ချဲ့နော်3 a2 ဒါပေမဲ့အနုလက္ခဏာများတဲ့အနု minus 3 a2 ရပါတယ်အဲ့တော့ minus 2 a2 နဲ့ minus 18 a2 နဲ့ကြာလက္ခဏာတို့ရောဆိုပေါင်းနေမယ်လက္ခဏာတော့အနုလက္ခဏာပဲပြန်တက်မယ်နော်20 a2 ရပါတယ်အဲ့ဒါအပေါ်ကနေ32 a ကိုဆွဲချပါမယ်အဲ့ဒါကျတော့ minus အရှိမာဒီ နော်မိုင်းနဲ့ပါရတဲ့ချင်းအပေါ်မှာကြောက်လဲမိုင်းနဲ့နော်မိုင်းနဲ့နဲ့တင်ရမယ်ဆိုတော့တစားလက်မှာဟုတ်ပြီ3ရဲ့ကျူးဆိုတော့ကျတော့မိုင်းနဲ့3နော်မိုင်းနဲ့မပါရတဲ့မိုင်းနဲ့3ရမယ် a နှစ်ထပ်နဲ့ a ၃တဲ့ဆို a တစ်ထပ်ကိုဒီထက်တင်မယ်ဒါဆိုရင်မိုင်းနဲ့3 a နဲ့မြောက်ပေးရပါမယ်မိုင်းနဲ့ 3a နဲ့ a စကွဲနဲ့မြောက်တဲ့ခါမှာကျတော့မိုင်းနဲ့ 3a ကျူးရပြီးတော့မိုင်းနဲ့ 3a နဲ့မိုင်းနဲ့ 2a မြောက်တဲ့ခါမှာ +6a စကွဲရပါတယ်ဟုတ်နော်မိုင်းနဲ့ 3a နဲ့မိုင်းနဲ့ 2a ဆိုတော့ +6 ရတယ် a နဲ့ a နဲ့ဆိုတော့ a နဲ့ထည့်ရရပါတော့ ဒါက -3 အေနဲ့ +3 နဲ့ကြတော့ -9 ရရပါတယ်။ဒါတို့ရင်ဂျီရိုကလက္ခဏာတွေကြောင်းမယ်။ကြောင်းမိတဲ့အခါမှာ -3 ရဲ့ဂျူးနဲ့ +3 ရဲ့ဂျူးနဲ့ကခြေသွမ်းတယ်ပေါ့နော်။အဲ့ဒီမှာ -10 20a² နဲ့ -6a² နဲ့ကြတော့ခြေရတဲ့လက္ခဏာတူရတဲ့ဂျူးပေါင်းမိရမယ်။လက္ခဏာတော့အနောက်လက္ခဏာရပြန်ရင်းမှာဖြစ်တဲ့ -26a² ရပါတယ်။တော့ဒါက +32a နဲ့ +9 နဲ့ဆိုရင်လက္ခဏာတူရတဲ့ပေါင်းမိရမယ်။ +41a ရပါတယ်။ နောက်ဆုံးကျန်တဲ့ minus 24ကိုအောက်ကိုဆွဲချမယ်နော်အောက်ကိုဆွဲချမယ်ဒါဆိုရင် minus 26 a square ဆိုဥမာလဲ a square တော့ရှိရဲဒီမှာလဲ a square ဆိုရှိဘာနဲ့ပဲမြက်ကမှာဆိုရင် minus 26နဲ့မြောက်ပြရမယ်เนาะအဲ့တော့ minus 26နဲ့ a square နဲ့မြောက်တဲ့ခါမှာ minus 26 a square ရပါတယ်ဒါက minus 26နဲ့ minus 2ရဲ့မြောက်တဲ့ခါမှာနုံနုံနုံနဲ့ဆိုတော့အပေါင်းဖြစ်မယ်26ကမြန်ပြီးရ41ဆိုတော့ 41a ပေါ့เนาะဒါက26နဲ့3နဲ့ကိုမြောက်တဲ့ခါမှာသူကအပေါင်းနုံနုံနဲ့ဆိုတော့အနှုတ်ရပါမယ်เนาะ26 3ကဒီလိုကဘယ်လောက်ရလဲဆိုရင် နော်နော်26ချက်သုံးနေရကြတော့88ရပါတယ်နော်26ချက်သုံးနေရ88ရရဲ့ဒါဆိုရင်ကျတို့လက္ခဏာရေးပြောင်းပါမယ်ပြဏကံက -26a2 နဲ့ +26a2 ကခြေသွားမယ် +41a နဲ့ -52a ကတော့ကျိုး90နှစ်တရားဒီစက်တစ်ကိုနှုတ်မှာเนาะဒီတက်ကမှာအနှုတ်ကများရတဲ့အနှုတ်လက္ခဏာရေးမယ် 11a ရပါတယ်။နောက်က -24 နဲ့ +78a နဲ့ကြတော့လေ88တရား24ကိုနှုတ်တော့94ရရဲ့အပေါင်းကများရတဲ့ကျိုးအပေါင်းကိုရေးရမှာเนาะ။ဒါဆိုရင် ဇာလက်ကကြတော့ 5a2 ca2 3a 26ရပြီးတော့အကျဉ်းရကြတော့ -11a 54ရပါတယ်။ဒါကနံပါတ်2တွေပါ။ဟုတ်ပြီနံပါတ်3ကိုသွားပါမယ်။နံပါတ်3ကကြတော့84ရဲ့ 2a2 15a2 15a 25ကို a2 3a 5နဲ့ကျိုးစားပြီးရမှာပါ။ဇာတ်လက်ကမှ तू ကကြတော့လေခန့်ညွှန်းနေရ၄တက်၃တက်၂တက်တစ်တက်အစင်းလိုက်ဖြစ်တဲ့အတွက်ကျိုးဇာတ်လက်မှာစားထိုးစရာမလိုပါဘူး။ အင်တာနက်နဲ့အီလေးတက်ကိုအင်တာနက်နဲ့ဝင်တဲ့ခါမှာကျတို့ဘလို့ရလဲဆိုရင်အင်တာနက်နဲ့မျှလို့ရှိရင်ရပါပြီပေါ့နော်။အဲဒီအင်တာနက်နဲ့အင်တာနက်မျှတဲ့ခါမှာကျတို့အီလေးတက်ရတယ်။နော်အင်တာနက်နဲ့3အင်းနဲ့မျှတဲ့ခါမှာ3အကျူရပြီးတော့ minus 5နဲ့ a square နဲ့မျှတဲ့ခါမှာ minus 5 a square ရပါတယ်။ကြည့်ရင်ပိုင်းကြီးမှာလက္ခဏာတွေဒီအောက်မှာလက္ခဏာတွေပြောင်းနေမှာပေါ့နော်။အဲဒီ minus a to the power 4နဲ့ plus a to the power 4ကကျင်းတယ်။ plus 2အကျူနဲ့ minus 3အကျူဆိုတော့လက္ခဏာဘယ်လိုနှုတ်လိုက်တဲ့ခါမှာ minus a အကျူကျင်းတယ်ပေါ့နော်။ minus 15 a square နဲ့ plus 5 a square လဲအတိုင်းပဲဒီလိုလက္ခဏာဘလူးနိုးရတဲ့ခါမှာ15ရဲ့9နဲ့တော့30ကျင်းတယ် a square က a square ပြင်ရင်နော်ဒီကြရင် minus 15ကိုဆွဲချမယ်ပြီးတော့ရှို့ minus a2 လိုချင်တာဖြစ်တဲ့အတွက်ရှို့ minus a နဲ့မျှရင် minus a2 ရပါတယ်နော် minus a နဲ့မျှရင် minus a2 ရမယ် minus plus 3a နဲ့ minus a နဲ့မျှတဲ့ခါမှာကျတော့ plus minus 3a square ရမယ် minus 5နဲ့ minus a နဲ့မျှတဲ့ခါမှာ plus 5 a ရတယ်နော်အနု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 ဆိုတာအပေါင်းဖြစ်သွားပါတယ် ဥဒင်ခုနတို့ကလက္ခဏာတွေပြောင်းမယ်အနုဘအပေါင်းအပေါင်းအနုနော်လို့ပြောင်းနေမယ်ဒါနဲ့လက္ခဏာမှာ minus a junior plus a junior ကခြေသွားမယ် minus 10 a square နဲ့ plus 3 a square ဆိုတော့ခြေလက္ခဏာမပြူတော့နှုတ်တဲ့အခါမှာ7 a square ရပါတယ်အချိန်မှာအနုဘများတဲ့အနုလက္ခဏာတက်ပြရပါတယ် minus 15 a နဲ့ minus 5 a ကလည်းလက္ခဏာတူတော့ပေါင်းမိရတယ်လက္ခဏာတော့အနုလက္ခဏာနဲ့ပြန်တက်ရပါတယ်အဲဒါ minus 20 a ဒါနဲ့နောက်ဆုံးကျန်တဲ့25ကိုခြေကပြန်ပြီးတော့ဆွဲချတဲ့အောက်ကိုဒါနဲ့ minus 7 a square နဲ့ a square နဲ့ဆိုတော့ကျွန်တော်တို့ဘာရင်းလဲဆိုရင် minus 7နဲ့မြောက်နေမှာနော် minus 7နဲ့မြောက်တော့ minus 7နဲ့ a square နဲ့မြောက်တော့ minus 7 a square ရမယ် minus 7နဲ့ 3a နဲ့မြောက်တဲ့အခါမှာကျွန်တော်ခုနကဆို21ဆိုတော့ minus 21 a ရပြီးတော့ minus 7နဲ့ minus 5နဲ့ဆိုတော့အနှုန်းနှုတ်ချင်းဆိုတော့အပေါင်းရရဲခုနက5လီက30မှာဒါနဲ့လက္ခဏာတွေကြောင်းပါမယ် minus 7 a square နဲ့ plus 7 a square ဆိုတော့ကျွန်တော်ခြေရခြေလို့ခြေလို့ရတယ်ပေါ့ခြေသွားရတယ် minus 20 a နဲ့ plus 21 a ဆိုတော့ကျွန်တော်ကဘာလဲ plus a ရရပေါ့နော် အဲ plus 25နဲ့ minus 35ဆိုတော့ minus 10ကျင်တယ်လက္ခဏာဘူးလို့နှုတ်တယ်35ရာ25ကတော့10ရာလက္ခဏာအနုကများတဲ့အနုလက္ခဏာကိုပြင်ရေးပြရပါမယ်ဒါဆိုရင်သူကအဲ့ဒီလိုမျိုးနော် aa တိစက်ပါဝါ4 plus 2a2 minus 50a square minus 50a plus 25ကို a square plus 3a minus 5နဲ့စားလို့ရှိရင်အချင်းမရှိသေးဘူးတဲ့ဒီ game မှာမြင်များလို့ရမင်းဆိုတော့သူအချင်းမရှိအောင်ဆိုရင်ရှိတဲ့အချင်းကိုနှုတ်ပြီးလိုက်ရင်အဲ့ဒါအချင်းမရှိတော့ဘူးနော် တီကိန်းလေးကနေပြီးတော့အကျဉ်းအေးမန်းနဲ့ပြန်ဆုံးလို့လို့ရှိရင်တို့ကပြန်စားတဲ့အခါမှာဒီလိုပါတော့အကျဉ်းကမရှိတော့ဘူးဒါကြောင့်တို့အကျဉ်းမရှိစီဖို့အတွက်တီကိန်းမှာနှုတ်ရမယ်ခင်ရအေးမန်းနဲ့တက်ဖြစ်ပါတယ်လို့ပြောပြန်ရေးပြလိုက်ရပါပြီဟုတ်နော်အဲ့တော့ဒီကဒီဟိုပါလေးစငယ်3.10ကနံပါတ်2နဲ့3နဲ့ဖြစ်ပါတယ်နော်အဆုံးထိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်